ော်တမန်တော်ချင်းမပြည့်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လောင်းဝေးပါ29ရက်6လ2025ရက်နေ့ရက်သတင်းတွေကိုတင်ဆက်ပေးနေဖြစ်ပါတယ်เนาะဒါဆနဟိုမပြတ်သွားတဲ့စကားနဲ့ဆက်ပြီးတော့ကျွန်တော်ဒုတိယပိုင်းမှာဖြစ်တာပြန်တင်ပေးတာပါเนาะအဲ့တော့ဒီရွေးကောက်ပွဲကကျွန်တော်တို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုဖြစ်ပါတယ်เนาะကျွန်တော်တို့နိုင်ငံသူမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ထွက်ပေါက်တစ်ခုဖြစ်ပါတယ်เนาะတမတော်နဲ့မဆိုင်တမတော်တို့စစ်တပ်သူတို့ပြတ်ပြတ်နေတဲ့အကြမ်းဖက်စစ်တပ်ရဲ့ထွက်ပေါက်ဆိုတာ no do အဲ့မဟုတ်ပါဘူးเนาะဒါသူတို့ကမှိုင်းတိုက်နေတာပဲဖြစ်ပါတယ်เนาะအဲ့တော့ဒီရွေးကောက်ပွဲဒီကျွန်တော်တို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုဖြစ်ပါတယ် ထောက်ပါခုပဲဖြစ်ပါတယ်နော်လက်ရှိဒီစစ်ကိုမလိုချင်တဲ့ပြည်သူတွေကတော့ဒါအိုထောက်ခံတယ်ဗျနော်စစ်ကိုမလိုချင်တဲ့ပြည်သူတွေကတော့ထောက်ခံတယ်အဲ့တော့အကြမ်းပတ်တွေအတွက်ဒါဝင်ငွေတွေအဆုံးဆုံးဟိုအကြမ်းပတ်တွေလို့ရဒါဝင်ငွေဆုံးဆုံးမှာပေါ့ဗျာနော်ငွေဆုံးဆုံးမှာပေါ့သူတို့အခုလို့စစ်ဖြစ်နေရင်သူတို့ချမ်းသာမယ်အစမဖြစ်လို့ရှိရင်တို့တွေစားပေါက်ပိတ်သွားမှာဖြစ်တဲ့အတွက်တို့ကဒါကိုစစ်ကိုပဲဖြစ်ချင်တာပါเนาะအကြံပတ်တွေတော့ကတော့စစ်ကိုပဲဖြစ်ချင်တာပါเนาะအားကြောင့်မလို့တို့အနေနဲ့ဒီရွေးကောက်ပွဲကိုဒါနှောက်ရက်တာတွေဘာကြီးလှုပ်လာအောင်လှုပ်လာနိုင်ပါလေเนาะလှုပ်လာအောင်လှုပ်လာနိုင်ပါလေအဲ့တော့ လုတ်လေတက်မတော်ကဒီရွေးကောက်ပွဲကိုမရအောင်လုတ်ပြီးမယ်လို့ပြောထားတာဖြစ်တဲ့အတွက်လာမယ့်ဒီ စနေလပိုင်းမှာရွေးကောက်ပွဲလုပ်မယ်လို့ကျွန်တော်တို့သိရပါတယ်เนาะစနေလပိုင်းမှာဒါရွေးကောက်ပွဲလုပ်ပြီမယ်လို့ကျွန်တော်တို့သိရတယ်ဒီရွေးကောက်ပွဲကိုကျွန်တော်တို့ပြည်သူတွေတည့်ရလုံးပါဝင်ဖို့เนาะကျွန်တော်အနေနဲ့ဒီနေရာနေပြီးတော့ဖိတ်ခေါ်ပါတယ်ဒါကကျွန်တော်တို့တက်မတော်တော့မဟုတ်ဘူးစစ်တပ်တော့မဟုတ်ဘူးစစ်တပ်ရဲ့ထွက်ပေါက်လည်းမဟုတ်ဘူးကျွန်တော်ပြည်သူတွေရဲ့ထွက်ပေါက်ဖြစ်ပါတယ်เนาะပြည်သူတွေရဲ့ထွက်ပေါက်ဖြစ်ပါတယ်ဒါကိုကျွန်တော်မြို့ပြည်သူတွေနားလည်အောင်ဒါကျွန်တော်ချပြရှင်းလင်းပေးတာပါเนาะအဲ့တော့စကားတွေပြောမယ်ဆိုအများကြီးရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြောမယ်ဆိုအချက်လက်တွေအများကြီးပဲเนาะဒါမရှိနေမှာစိုးလို့ဒါဒီလောက်လေးကျွန်တော်မြို့ပြည်သူတွေသိအောင်ကျွန်တော်ချပြပေးတာဖြစ်ပါတယ်เนาะနောက်တစ်ခါတော့ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေ ဒါကားကိုနော်ကားကိုအိမ်တိုင်းနီးပါးလောက်စီးလို့ရတော့မဲ့အနေထားတည့်ရမှာရှိပါတယ်နော်ရှိပါတယ်နော်အခုဒါနဲ့ပတ်သက်ပြီးခင်ဗျားပြောလိမ့်မယ်ဟိုဝက်တောက်တွေကိုဘာလို့တက်မတော်လိုက်ဖမ်းနေရလဲလို့နိုင်ငံတော်ဘာလို့လိုက်ဖမ်းနေရလဲဆိုတော့အကျိုးအကြောင်းမရှိဘဲနဲ့တက်မတော်မလုပ်ပါဘူးနော်တက်မတော်မလုပ်ပါဘူးနော်စစ်တပ်ကမလုပ်ဘူးခင်ဗျားပြောတဲ့အကြမ်းဖက်စစ်တပ်ကမလုပ်ဘူးနော်နိုင်ငံတော်လည်းမလုပ်ပါဘူးနော်ဝက်တောက်တွေဘာကြောင့်ဖမ်းနေတယ်ဆိုတာကအကြောင်းရင်းရှိလို့ဖမ်းတာပါအဲ့တော့အဲ့အကြောင်းရင်းရဲ့နောက်မှာအကျိုးဆက်တွေအများကြီးရှိပါတယ်အများကြီးရှိပါတယ်နော်အဲ့တော့မကြခင် ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေမြန်မာနိုင်ငံကြီးအေဂျင့်သွားခဲ့ရင်အေဂျင့်လာခဲ့ရင်ဒါအေဂျင့်အေးလေးအေဂျင့်တော့မှာပါเนาะအကျန်းပတ်ဒီခွက်ပြောက်တော့မဲ့အနေထားတွေမှာရှိပါတယ်เนาะကျွန်တော်မြန်မာနိုင်ငံကြီးအေဂျင့်မိဆိုလို့ရှိရင်အိမ်တိုင်းနေပါလောက်အိမ်တိုင်းနေပါလောက်ကားစီးနိုင်မဲ့အနေထားတခုရှိပါတယ်เนาะတခုရှိပါတယ်ဥပမာကျွန်တော်တို့တိတိလောက်ဆိုလို့ရှိရင်ဒီကားသိန်းတရာတန်တယ်ဆိုရင်သိန်း90လောက်ပဲရှိတော့တယ်သိန်း90လောက်ပဲရှိတော့တယ်သိန်း90လောက်ရှိတဲ့ကားကသိန်း25သိန်းလောက်ရှိရထောက်ဝက်လောက်ကျသွားတာပေါ့เนาะထောက်ဝက်လောက်ကျသွားရတဲ့ဒါလူတိုင်းနေပါလောက်ကားစီးနိုင်မဲ့အနေထားတည်းရဲ့ ရောက်တော့မယ်လို့เนาะကျွန်တော်သိရပါတယ်ပြီးလို့ရှိရင်ဒီတက်ချုပ်ကြီးကနိုင်ငံတကာကိုသွားသွားနေတယ်ဆိုတာအကြောင်းမဲ့သွားတာမဟုတ်ပါဘူးเนาะတက်ချုပ်ကြီးသွားတဲ့ဒီအခောက်တိုင်းအခောက်တိုင်းမှာအောင်မြင်မှုတွေကိုနိုင်ငံတော်စီမောက်ချုပ်ကြီးကောက်စီဥက္ခရတာတမတော်ကာကွယ်ဦးစီးချုပ်သူတို့မှအသေးစီသူဒါဘုံချုပ်မှုကြီးမင်းအောင်နိုင်ကလက်ဆောင်တစ်ခုတစ်ခုယူယူလာပါတယ်เนาะအဲ့တော့ရုရှားကိုသွားတယ်ဆိုတာလေကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေမြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်ဒါစုလက်ကောင်ရလက်ကောင်တွေအများကြီးယူလာတာရှိပါတယ်เนาะအဲ့တော့မြန်မာနိုင်ငံတနိုင်ငံလုံးနောက်ဆိုရင်24နိုင်ငံကြီး မီးလင်းရပါတော့မယ်နော်မီးလင်းရပါတော့မယ်ဒါတက်ချုပ်ကြီးကတော့ရေးဆွဲခဲ့တာဖြစ်တဲ့အတွက်နောက်တက်လာမယ့်အစိုးရကဒါတွေကိုဆိုဆောင်ရွက်ဖို့တော့ရှိတယ်ဒါတွေကိုဆောင်ရွက်ဖို့ရှိတယ်အဲ့တော့နောက်တက်လာမယ့်အစိုးရကလည်းအဲ့တော့တရားတော်ကတော့ NLD မဟုတ်တဲ့အတွက်အဆင်ပြေပါလိမ့်မယ်နော် NLD မဟုတ်တဲ့အတွက်အဆင်ပြေပါလိမ့်မယ်အဲ့တော့ NLD ဆိုတာလည်းဒါလက်ရှိကျွန်တော်တို့သိထားတဲ့ချက်တွေရဆိုလို့ရှိရင်ဒီ NLD ဆိုတာကလည်းမြန်မာနိုင်ငံမှာ NLD ဆိုတဲ့ပါတီမရှိဘူးလို့လည်းပြောလို့ရပြီ။ဒါရှိသေးတယ်ဆိုတာလည်းပြောလို့ရပါတယ်เนาะ။အဲ့တော့တချို့တချို့သောအဖွဲ့ဝင်တွေကတော့ဒါကျန်တဲ့ ပါတီတွေကိုဝင်သွားတာတွေရှိပါတယ်နော်ကျန်တဲ့ပါတီတွေကိုအသွင်ပြောင်းသွားတာတွေရှိပါတယ်အဲ့ NLD ဆိုတာကတော့ဒီတစ်ခေါက်ယူကောက်ပွဲမှာလုံးဝမပါပါဘူးနော်လုံးဝမပါပါဘူး NLD ဆိုတာလည်းမြန်မာနိုင်ငံမှာမရှိတော့ဘူးလို့ပဲကျွန်တော်တို့ပြောလို့ရပါတယ်နော်အဲ့တော့ဒါကတော့ဒါယူကောက်ပွဲနဲ့ဆက်ဆက်ပြီးကျွန်တော်ကဒါပြောပြတဲ့အချက်လေးတွေဖြစ်ပါတယ်နော်ဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာနိုင်ငံနိုင်ငံသားတွေနောက်ဆိုရင်24နိုင်မီရတော့မယ်ပြီးလို့ရှိရင်ဒီကားဆိုလို့ရှိရင်အိမ်တိုင်းနီးပါးလောက်ဝယ်စီးနိုင်တော့မယ်အနေထားတွေရလာပါပြီเนาะဒါတချုပ်ကြီးရဲ့စေနာရွေးဖြစ်ပါတယ်เนาะတချုပ်ကြီးရဲ့စေနာဖြစ်ပါတယ်ဘယ်လောက်ကြီးပဲနိုင်ငံ ခွေဘေးဖြစ်နေပါသေးတချို့ကြီးသူသွားမဲ့လမ်းစဉ်ကိုသူကောင်းကောင်းကြီးလှုပ်ဆောင်ပေးခဲ့ပါတယ်နော်အဲ့အတွက်လည်းတချို့ကြီးကိုဟိုမုံနဲ့လူတွေတော့မုံတာပေါ့ဗျာမုံနဲ့လူတွေမုံတာပေါ့နော်ချစ်တဲ့လူတွေတော့ဒါထောက်ခံတဲ့သူတွေတော့ချစ်တာပါပဲဒါတော့ရိုးရှင်းရှင်းလေးပါပဲနော်ဒါတော့တခြားပေါ့နောက်တစ်ချက်ကတော့ဒါအကျဉ်းသားတွေနော်အကျဉ်းသားတွေဒီရွေးကောက်ပွဲမှာတိုင်ခင်မှာလွတ်ပေးဖို့ရှိပါတယ်နော်လွတ်ပေးဖို့ရှိပါတယ်အကျဉ်းသားတွေဆိုတာကလက်ရှိဟိုကျူးလွန်ထားတဲ့အပြစ်မှုပြစ်မှုတွေအများကြီးပဲဟိုအများကြီးလူတွေရှိတာကိုနော်အဲ့ထဲနေမှာ ဒါနိုင်ငံရေးအကျဉ်းသားတွေပါမယ်ပြီးရင်တခြားတခြားသောအကျဉ်းသားတွေပါမယ်လွတ်ပေးဖို့ရှိပါတယ်เนาะရွေးကောက်ပွဲမှာတိုင်ခင်မှာဒါလွတ်လွတ်ပေးတာတွေရှိမှာပါเนาะပြီးလို့ရှင်ဒီရွေးကောက်ပွဲပြီးလို့တက်လာတဲ့အစိုးရအလဲလွတ်ပေးမှာဖြစ်ပါတယ်เนาะလွတ်ပေးမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒါနိုင်ငံရေးအကျဉ်းသားတွေရောပြီးရင်ဒီကျန်တဲ့เนาะအကျဉ်းသားတွေရောဒါတတုပ်ပြီးတတုပ်လွတ်ပေးဖို့တော့ရှိတယ်လို့ကျွန်တော်တို့တွေတင်ရထားပါတယ်เนาะဒါတော့ဟုတ်မဟုတ်ဆိုတော့ကျွန်တော်တို့တွေအတီးပြုတ်ပြပါမယ်เนาะဒါလက်ရှိကျွန်တော်တို့သိထားတဲ့အချက်တွေရဆိုရင်လွတ်ပေးမယ်လို့ကျွန်တော်တို့တွေသိရပါတယ်เนาะဒါတော့တစ်ချက်ပေါ့ နောက်တစ်ချက်ကတော့ဒါသုံးပန်းအချင်းနေဒီယာမခသုံးပန်းအချင်းနေနေနဲ့ဒါမုံကိုကနော်ဒီမုံကိုနဲ့တန်လွန်ဘက်ကစစ်သုံးပန်းတချို့ဒါဒီလာကုံတူမဟုတ်ဘူးဒါဒီလာတော့ကုံပြီမနောက်ဖန်ဆိုကုံပြီပေါ့နော်အဲဒီလာကုံတော့မဖြစ်နိုင်တော့ဘူးဗျာနော်ကျွန်တော်ဒီခုနလပိုင်းနေမှာခုနလပိုင်းဒီပထမပတ်သူမဟုတ်ဒုတိယအပတ်เนาะအဲ့ပတ်ဒီထဲမှာဒါစစ်သုံးပန်းတချို့ပြန်လွတ်လာဖို့ရှိပါတယ်เนาะရှိပါတယ်ဒါဒီဟိုဟာနဲ့မုံကူးနဲ့ဟိုဟာကိုပြောတာပါเนาะတန်လွန်ဘက်ကဒါစစ်သုံးပန်းချို့ပြောပြတာပါအဲ့တော့ ိမ်မှာဒါချိုးချိုးတော့ဒီဖန်စီခံထားတဲ့စစ်တုံးမနေဒါကျမကြီးချိုးတဲ့နေရာလေးတွေရှိပါတယ်เนาะကျမကြီးချိုးတဲ့နေရာလေးရှိပါတယ်အဲ့ဒါကိုတို့အနေနဲ့ဒါပြန်လွှတ်သေချာစီစစ်ပြီးတော့ဒါ MNND ကိုကတ်လက်နက်ကင်အနေနဲ့ဒါပြန်လွှတ်ပေးမယ်လို့ပြောပါတယ်เนาะပြန်လွှတ်ပေးမယ်လို့ပြောတယ်ဒါတခြားတခြားတော့ဒီစစ်တုံးမနေကိုလည်းတို့ပြန်လွှတ်ပေးမှာပါเนาะပြန်လွှတ်ပေးမှာပါဒါပေမဲ့ဂျားထဲမှာဒီနိုင်ငံတော်နဲ့တို့ကြားမှာနှိမ့်နှိုင်းဆွေးနွေးထားတဲ့အချက်တွေရှိနေသေးတာကြောက်မလို့ဒီလောက်ဒါနည်းနည်းလေးကြာနေတာဖြစ်ပါတယ်เนาะဒါကတော့ဒါကိုကတ်အနေနဲ့ လူစိတ်ရှိတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်ဗျာနော်လက်လက်ကင်နေတဲ့မှာဒါကိုကန့်ကလူစိတ်ရှိတယ်လို့ပြောလို့ရတယ်အဲ့တော့ဒီအကြံပတ်ဒီဒါအကြံပတ် PDF တို့ဆိုလို့ရှိရင်နော်ဒီဘက်ဒီအကြံပတ် PDF ပေါ့နော်ဒီသခိုင်းပတ်ဒီပါဖြစ်တဲ့ဒီဖြစ်သွားတဲ့စစ်တုံးပန်းလေးဒါတခြားတခြားသောနေရာမှာဖြစ်သွားတဲ့စစ်တုံးပန်းတချို့နော်အရှင်ဖမ်းမိသွားတယ်ဒါပေမဲ့ကိုမီကိုလိုများကတပါးတည်းတတ်သွားတယ်တပါးတည်းတတ်သွားတယ် ဲ့အဲ့ဗီဒီယိုဖိုင်ကိုလည်းကျွန်တော်မြတ်ပြည်သူတွေမြင်တဲ့သူတွေမြင်ပြီးလောက်ပြီးလို့တော့ကျွန်တော်ထင်ပါတယ်เนาะထင်ပါတယ်အဲ့တော့ကျွန်တော်လည်းမြင်ရတွေ့ရတာတွေကစိတ်ချမ်းနေတော့တာမနေဘူးဗျเนาะတာမနေဘူးအဲ့တော့အသက်တစ်ချောင်းအတွက်အသက်တစ်ချောင်းပေးကြကြီးဟိတ်ဆိုလို့ရှိရင်အကြံပတ်တွေကတော့ကျွန်တော်ထင်ပါတယ်เนาะဒီကောင်းနေအသက်တွေတမျိုးလုံးတစ်ဆွေလုံးတော့ပေးရပါမှာเนาะဒါတော့တစ်ချက်เนาะလက်ရှိဒါအကြံပတ် PDF တွေဖမ်းမိထားတဲ့စစ်တုံးမအချို့တရှိထင်ရှားမရှိတော့ပါဘူးလို့ပဲ ကျွန်တော်ဒီလောက်လေးပဲပြောလိုက်ပြသည်နော်အဲ့တော့ဒီစင်ကိုင်းတို့ဒီဘက်ပြီးလို့ရှိရင်ဒီစကိုင်းတို့နော်တခြားတခြားသောနေရာတွေပေါ့နော်ဒီအကြံဘက် PDF တွေကြီးစိုးတဲ့နေရာတချို့ကစစ်တုံးမှအချို့နော်တက်ရှိထင်ရှားမရှိတော့ပါဘူးလို့ပဲကျွန်တော်စေမကောင်းဆောင်နဲ့ပြောလိုက်ပြသည်နော်အဲ့တော့ဒါကတော့တစ်ချက်ပေါ့အဲ့တော့နောက်တစ်ချက်ကတော့ဒီဒီနောက်တစ်ချက်ကတော့ပေါ့နော်နောက်တစ်ချက်ကတော့ဒီနိုင်ငံတော်အနေနဲ့ဒီစာသင်ကျောင်းတွေနော်စာသင်ကျောင်းတွေမှာဒါလုံခြုံရေး နော်တက်နိုင်ဆုံးတင်းကျက်စွာချထားဖို့တော့လိုအပ်မယ်လို့တော့ဒါကျွန်တော်အကြံပြုလိုက်ပြသည်နော်အကြံပြုလိုက်ပြသည်အဲ့လက်ရှိကြောင်းဖွင့်တဲ့ကာလနဲ့ပိတ်ဆက်ထားရတဲ့ကာလကတန်ရောတန်ရလားဆိုတဲ့မိကွန်းလေးတွေပေါ့ကျွန်တော်မေးလိုက်ပြသည်နော်လက်ရှိစာတင်ကြောင်းတွေကိုအကြံပတ်ပြီးရဲ့နော်အကြံပတ်ဝရံပြေး ခောက်ခောက်တောင်းသားပြည်ပြေးနော်မြန်မာနိုင်ငံကိုဖျက်ဆီးနေတဲ့ကိုမီကိုလိုများကနော်လက်နက်မရှိတဲ့ဆရာဆရာမတွေကိုဒါလက်ရှိကြောင်းဖွင့်တဲ့ကာလတုန်းကတက်ဖြတ်ခဲ့တာ6ဦးထိရှိပါပြီ6ဦးထိရှိပါပြီ ဒါကဒီကောင်နေသွားနေတဲ့ဒီအပြစ်မဲ့ပြည်သူကိုတပ်ဖြတ်နေတာဖြစ်ပါတယ်နော်ဆရာဆရာမတွေဆိုတာသူတို့မှလက်နက်မရှိဘူးသူတို့မှလက်နက်မရှိဘူးသူတို့မှရှင်းရှင်းပြောရလို့ရှင်ခရိုင်ရိုင်းပြောရရင်ဆရာမတွေဆိုစဖုတ်ပဲရှိရဲ့နော်အဲ့တော့ဆရာတွေဆိုရင်လီးပဲရှိရဲ့အဲ့ကောင်တွေအဲ့အနေနဲ့ပဲတက်ထိုးมาရမယ်တက်ထိုးมาရမယ်ဒါပေမဲ့အဲ့လက်နက်မရှိတဲ့ဆရာဆရာမတွေကိုတတ်နေတာလက်နက်မရှိတဲ့တန်ဃာတော်တွေကိုတတ်နေတယ်ဆိုတာကမြတ်တို့အကြံပတ်မှုကိုလုံးဝကိုမြောက်နေပြီလုံးဝကိုမြောက်နေပြီကျွန်တော်အရင်ကလည်းပြောနေကြတယ်မင်းတို့စစ်တပ်နဲ့ပြစ်တာပြစ် မင်းတို့လည်းလက်နက်နဲ့သူတို့လည်းလက်နက်နဲ့ပြစ်တာပြစ်ကိုတည်သူတည်ပဲခက်ရှင်းရှင်းလေးဒါပေမဲ့အပြစ်မဲ့ဒီဆရာဆရာမတွေအပြစ်မဲ့တန်ဃာတော်တွေအပြစ်မဲ့ကလေးတွေအပြစ်မဲ့ပြည်သူတွေလက်နက်မရှိတဲ့ပြည်သူတွေကိုမင်းတို့အကြောင်းမဲ့တတ်နေတာကဒါကမင်းတို့လူစိတ်ကြောက်နေပြီဆိုတာအရင်သိတာလေနော်လူစိတ်ကြောက်နေပြီဆိုတာအရင်သိတာလေဒါအကြမ်းဖက် NUG နဲ့ဒါအကြမ်းဖက် CPH နော်အကြမ်းဖက် PDF နော်အကြမ်းဖက်ဒီမီဒီယာတွေအနေနဲ့မင်းတို့ဒီလောက်ရဲ့ကြီးကိုမလုပ်ပါနဲ့မလုပ်ပါနဲ့ ဒါလေးလေကျွန်တော်ထည့်ပြောပေးခဲ့ပါတယ်နော်အဲ့တော့ဘူကြောင့်ဆန်းတော်မှဒီကျွန်ပညာရေးစနစ်ကိုမတင်မှုဆိုဆန္ဒပြခဲ့သေးတာပဲတစ်နှစ်လုံးလုံးတပိတ်မှောက်ခဲ့တယ်ဒါပေမဲ့နောက်နေ့မှသူပြန်ပြီးတော့တပိတ်ပြန်လှန်တယ်တတ်ပါလဲဆိုလို့ရှိရင်ကျွန်တော်အရင်ကလည်းပြောနေကြစကားရှိပါတယ်ဒီငါတို့စာမတက်လို့ရှိရင်ဆက်လက်ပြီးအုပ်ချုပ်နေဦးမှာပဲလို့ပြောနေတဲ့အတိုင်းပဲနော်အဲ့တော့ပညာရှိတဲ့ကောင်တော့အုပ်ချုပ်မှာပဲမင်းတို့ခုလို့လုပ်လေနော်အမေလာမဲចောင်းတက်မယ်ဆိုတဲ့ကောင်ကြီးအခုဘာဖြစ်နေလဲခွေးဖြစ်နေရလေနော်